ီလူတွေဟာပဲဖမ်းပြီးတော့မင်းတို့အစိုးရဝန်ထမ်းတွေကြတော့တိုင်းဘယ်လိုပြောမလဲအခွင့်တူးကန်လူတန်းစားတွေလို့လုပ်နေရင်တော့အဆင်မပြေဘူးကျန်မမြတ်တတတွေတော့လုတ်ခိုင်းစီချင်တယ်သူတို့ကားကိုသူတို့ပြန်ဖမ်းမလားဖမ်းလာတဲ့ကားတွေရောအခုတော်တော်များပြောနေတယ်လို့ပဲမူးတဲ့လေထဲမှာပဲနှစ်ပေါအောင်ထားမလားဒါမှမဟုတ်တန်ရီဂျူဆက်ပို့မလားနိုင်ငံမဲ့သားများနဲ့နိုင်ငံမဲ့ဆိုင်ရာများများပြား င်္ဂလာပါမွေးချန်နယ်လေးအောင်ကြိုဆိုလိုက်ပါတယ်မိုတီနေ့ဒီစပစ်ချန်နယ်ဗီဒီယိုလေးရတော့လိုင်စင်မကားတွေဆိုင်ကတ်တွေကိုလိုက်လံဖန်ဆီးရမှာခွဲခြားစွာလိုက်လံဖန်ဆီးနေလို့ပြည်သူတွေကနေပြီးတော့ဒီပြပြလာတဲ့ဗီဒီယိုလေးရဒီ6ရက်6လ2025မှာလိုင်စင်မဆိုင်ကတ်တွေကားတွေကိုရဲစခန်းမှာအနှံဖို့ကိုလိုက်လံကြညာနေရပဲဖြစ်ပါတယ်ကြည့်တဲ့အမျိုးတွေလည်းကျွတ်တစ်ပစ်စင်ကောက်ကလို့ရအောင်လို့ဘဟုတုတ္တသင်္ကစားအနေနဲ့ပြန်လဲမြောင်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော် ပြည်သူတွေဟာပဲဖိုင်းပြီးတော့မင်းတို့အစိုးရဝန်ထမ်းတွေကြတော့တိုင်းဘယ်လိုပြောမလဲအခွင့်တူးခံလူတန်းစားတွေလို့လုံးနေရင်တော့အဆင်မပြေဘူးရဲ့ဖမ်းနေတယ်ဗလာလာရေတင်းထားဆိုတော့ကြတော့ကျွန်တော်တို့ဒီဝပြည်မှာကြတော့ဘယ်လိုပြောမလဲဝပြည်အတွင်းစီးလို့ရအောင်လှုပ်ထားပြီးရပေါ့နော်အဲကိုပိုင်အုပ်ချုပ်ခွင့်ရသေးတာဆိုတော့ဗျာအဲအခွန်ဆောင်တာပေါ့နော်တနည်းကိုဘလောက်အဲ့လိုမျိုးဆောင်တာတော့ရှိရဗျာရွှေဖြောက်ပေါ့နော်ဝါလိုင်စင်လို့ပဲပြောလိုက်မယ်ဗျာနားလည်အောင်ပြောရမယ်ဆိုရင်တော့အခုအဲဝတောက်ကားတွေဖမ်းနေတဲ့ပေါ်လေဘယ်လိုပြောချင်လဲဆိုတော့ဗျာ နည်းနည်းအားချောင်းချင်တာပေါ့နော်အဲဖန်းနေတဲ့လူတွေကိုယ်တိုင်ကိုယ်ကလည်းသူတို့ကိုယ်တိုင်လည်းဝက်တောက်ကစီးတာပဲဆယ်စီးမှာဆက်တစ်စီးတော့သူတို့ကိုယ်တိုင်လည်းဝက်တောက်ကစီးတဲ့ဟာတွေပဲဗျာမမြတ်တတရီလောက်လောက်ခိုင်းစီချင်တယ်သူတို့ကားကိုသူတို့ပြန်ဖမ်းမလားဖမ်းလာတဲ့ကားတွေရောအခုတော်တော်များပြောနေတယ်လို့ပဲမူတဲ့လေထဲမှာပဲနှစ်ပေါင်အောင်ထားမလားဒါမှမဟုတ်တန်ရီဂျူဆက်ပို့မလားဒီဝက်တောက်ကားတွေဆိုတော့လည်းဒီတိုင်းမိုးပေါ်ကျလာတာမဟုတ်ဘူးသူတို့အာနာပိုင်းနေအဲ့နားမှာထထားတဲ့ဆိုးရဝင်တန်းနေပြောမလို့ဆိုဝက်လဝါချင်းရိုက်ပြီးတော့ဝါစစ်သားတွေရဲနေတဲ့လဝါချင်းရိုက်ပြီးတော့ င်လာကြတဲ့ကားတွေပဲဗျာဟုတ်တယ်နော်အဲ့ကားတွေကိုကျွန်တော်တို့ပြည်သူတွေကစီးချင်လို့မရှိမဲ့ရှိမဲ့ဟာလေးနဲ့ဗျာစုပြီးတော့ဝယ်စီးရတာအခုကအဲ့လိုတွေဖမ်းနေတယ်ဆိုတော့ကြတော့ဖမ်းကြပေါ်တော့ဒါပေမဲ့မြတ်တရားကြီးလို့လှုပ်ဗျာပြောချင်တာကတော့ပြည်သူတွေဟာလည်းဖမ်းပြီးတော့မင်းတို့အစိုးရဝန်ထမ်းတွေကြတော့တိုင်းဘယ်လိုပြောမလဲအခွင့်အူးခံလူတန်းစားတွေလို့လုံးနေရင်တော့အဆင်မပြေဘူးရဲ့ဒါပါပဲဗျာမြန်မာနိုင်ငံကလည်းတန်းတို့ခွင့်ရမရတာကျွန်တော်တို့ဖိုးဘွားလက်ထက်တွေကဆိုရင်တော့ အဲလူအခွင့်ရေးလို့ဒန်းလူခွင့်ရေးလို့ဆိုတာကလည်းတိတ်ပြောလို့ကောင်းတဲ့နိုင်ငံမဟုတ်ဘူးရဲ့ကိုထိုက်ကိုကံပေါ့ဗျာဘယ်လိုပြောမလဲဒီနိုင်ငံမှာလူလာဖြစ်တာပေါ့ကိုထိုက်ကိုကံပေါ့လိုချင်တာ license မဲ့ကားတွေကိုဖမ်းမယ်ဆိုတဲ့ကိစ္စဒါလုံငယ်တော့ပေါ့ဆိုရင်ကြာပြီပြတာရှမ်းတောင်ရှမ်းမြောက်ပဲခုကဒါဒီဒီလေပိုင်းကိုထပ်ပိုင်းလို့တကယ်မျိုးကြီးနေမှာဆိုကျွန်တော်ပြောပြမယ်အဲ့ဒီမိမှာ senior license မဲ့ကားတော်များများဌာနဆိုင်ဝန်ထမ်းနေများဌာနဝန်ထမ်းဆိုတော့ဗျာကျွန်မဗျာအဝင်းကြီးဌာနဝင်းဌာနဆိုတာကာကွယ်ဝင်းကြီးဌာနလို့ကာယဝင်းကြီးဌာနစလို့ နောက်ဆုံးအကုန်ကနိုင်ငံဝန်ထမ်းတွေစုဝေါင်းဝန်ထမ်းတွေသူတို့စီးတာများတယ်ပြီးရင်တို့ထက်အများဆုံးကဘာလဲဆိုတော့ဆရာတော်တန်ခါကိုစီးကြတယ်ဝက်တော့ကားလေးဟုတ်ပြီခင်ဗျာခင်ဗျားတို့ထပ်ပြီးအထက်များတယ်ပြဿနာဖြစ်လိမ့်မယ်ဘာလို့စီးနေတဲ့လူတွေကလည်းနိုင်ငံဝန်ထမ်းတွေပဲခါကြည့်မှလည်းကျွန်တော်တခုပဲသိချင်တာဗျစကားရရှုပ်ကိုဘယ်သူအဲ့ဒါကိုကြံကြံပေးနေဖရဲသေးသေးလားမင်းတို့လုပ်ငန်းကိုမားနေကျွန်တော်ပြောတာဟုတ်တယ် ်မဟုတ်ဒီလိုင်းစင်မဲ့ကောက်ကိုမကြိုက်ဘူးလားမကြိုက်ဘူးဆိုရင်ခင်ဗျားတို့တင်းတင်းနဲ့အခွန်ဆောင်ခိုင်းပြီးစီးခိုင်းလိုက်ဘာဖမ်းမှာဘာလို့လို့လို့တာလဲဒယ်ပြောလိုက်မယ်နော်ကားလုပ်ငန်းနဲ့ချမ်းသာသူတွေရှုံးပေါ်တော့မှဆိုးလို့လားသူတို့တင်းမငါပါဘူးဒါပေမဲ့အဲ့ဒီကားလုပ်ငန်းနဲ့ကားဒီကြတော့မှတာရှင်းပါကျွန်တော်လူလူပြောကြမယ်ရှင်းတယ်ကြတော့မှဆိုးလို့လားနော်ရှယ်ယာပါနေလို့လားနောက်ဆိုးอ่ะ အစိုးရတွေကတချို့ကရှယ်ယာပါနေလို့လားရှယ်ယာပါနေလို့လားဘာလို့ဆိုလိုင်စင်မဲ့ကားတွေကိုတင်းတင်းလျှောက်ပတ်တဲ့ဈေးနှုန်းနဲ့အခွန်ဆောင်ခိုင်းပြီးတော့လိုင်စင်လုတ်ပေးမယ်ဆိုရင်သိန်းထောင်ချီတောင်းချီပြီးရောင်းနေတဲ့ကားတွေရာချီပြီးရောင်းနေတဲ့ကားတွေဈေးကကျတော့ဦးသိန်းစင်ကလို့ပြောရှင်စရာကြီးဖြစ်တော့မှတရားဖို့တုံးစီတော့အဲ့လိုမဖြစ်စေချင်တာဦးမင်းအောင်လိုက်ကျွန်တော်ရဲ့နိုင်ငံတော်တမလာကြီးကော်ဝေးဦးစီးတို့ယူဦးမင်းအောင်လိုက်ကိုယ်တိုင်အဲ့ဒီအမိန့်ကိုထုတ်ခဲ့တာကျွန်တော်အချင်းချင်းဖြစ်မယ်ဆိုတာအဲ့ဒါပြောတာချင်းချင်းညှိမယ် ကုလိုင်းစင်ကောင်းတန်ဃာရီလွဲလို့စီးနေသူတော်တော်များများသူတို့ရဲ့နေရာသူတို့ဌာနဆိုင်ရာမှာတော့ကောင်းကြီးပဲမင်းတို့ချင်းကြီးကုန်အဲ့တော့ဘာဖြစ်လဲဘေးနွားကြိုက်ပြီလာပြန်ပြီဇလန်တခုမင်းတို့နေ့တစ်နေ့ကျွန်တော်စီမံခွန်အမှုဆိုင်ရာအာမနီမက်မိုင်းဆိုင်ရာစောင့်ရညံ့နေဘယ်လိုပြောလဲငါဖန်ခံဖို့ပဲရှိတယ် သူမြပြောရင်လည်းပြောချင်းစရာလုံးလိုက်ဆောက်လွဲကြီးပဲတတဲဘောဆောက်လွဲအရာအဲ့ဒီဟာကြီးဆောက်လွဲကြီးပဲဘာလို့လဲဆိုတော့မင်းတို့စီပိုင်းမကိုကြောက်နေလို့အစိုးလိုင်းနေမဲ့သားများနဲ့လိုင်းနေမဲ့ဆိုင်ရဲများညပြလာခြင်းကြောင့်ရေမပုံနေခြင်းကိုပြတ်ပွက်ခြင်းနိုင်ငံတော်ထံအကူအသွေးပြတ်ပွက်ခြင်းများဖြစ်ပေါ်ပြီးလူကြီးများဖြစ်သွားခြင်း အကြံဖတ်လို့ရများဟာအဘိဓိညာရောက်ခြင်းနိုင်ငံတော်၏တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင်မလိုလားအပ်သောအနှောင့်အယှက်များဖြစ်ပေါ်နေပါသည်ထို့ကြောင့်ရှင်ပါဆိုင်သူများသည်မိမိတို့လက်ဝဲရှိလိုင်းရင်မဲ့ကားများနှင့်လိုက်ဒီမဲ့ဆိုင်ငယ်များကို6ရက်6လ2025ခုနှစ်တောက်ကြနေညနေ6လ2နောက်ဆုံးထား၍ သက်ဆိုင်ရာအပိုင်ရေစခန်းများတွင်အနံပေးကြရန်အတိပေးအပ်ပါသည်တမတ်သာသောရက်ကနောက်ကျအနံမှာကအေးယူဆောင်ရွက်မှုများပြုလုပ်တော်မူဖြစ်သည့်အပြင်ဥပဒေနှင့်အညီအေးယူခံရမည်ဖြစ်ကြောင်းအတိပေးလို့တော်အပ်ပါသည်ဒီလိုဝိတောက်ကိစ္စတွေအတန်ဒီအများကြီးထွက်တယ်ဗျာနော်ဒီဝိတောက်ကိစ္စတွေဖြစ်တဲ့အကြောင်းတရားကိုပြန်ပြီးတော့ဆန်းစစ်တဲ့ကာဒါဖြစ်တာမဟုတ်ဝိတောက်နေရာ လွန်ခဲ့တဲ့10နှစ်လောက်ခင်ဗျာဖြစ်နေတာဗျာเนาะဖြစ်နေတာအဲ့တော့ဟိုဒီဝိသောကကြီးဘယ်သူကစီးကွင်းနေပြီးတာလဲဆိုအဲ့အဲ့သူ့ဒေသနဲ့သူစီးနေကြတယ်ဥမာရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းဆိုဝိသောကတွေများတယ်เนาะမြေပြတ်မှာတော့ရှိတော့ရှိတယ်ဒါပေမဲ့အဲ့မြေပြတ်မှာလည်းတိုင်းနေမှာကြတော့လောက်ပိုင်ခွင့်ရှိတဲ့လူတွေเนาะဟိုအရာရှိတွေဒါသူတို့ပဲစီးတာတွေတွေ့ရတယ်အော်ဒီလိုဘာလို့ဖြစ်တာလဲဥပဒေကတခုလည်းဖြစ်ရမှာလीเนาะ ဘယ်နေမဲဘယ်နေမဲဘယ်နေမီပဲဖြစ်ဖြစ်ဒါဝိတော့စွာဆံကေဝိတော့ကာဝိတော့ဒါဒီဟာဥပဒေနဲ့ညီကျွန်တော်တွဲလိုက်ရင်ဒီနေ့ဒီလိုမျိုးမဖြစ်ပါဘူးနော်အဲ့လိုပဲအာရာရှိဖို့လို့လူကြီးမလို့ဝိတော့ရှိတာကိုခွင့်ပြုမယ်ဆိုရင်ဒါလည်းဥပဒေနဲ့မညီဘူးလေမညီအဲ့ဥပဒေနဲ့မညီအောင်ဥပဒေတိုင်းမလုပ်ဘဲနဲ့ဥပက္ခပြုပြီးရလိလူရှုမယ်ဆိုရင် အဲ့ဒီဥပဒေကိုအကောင့်တွေဖော်နေတဲ့စီမံဆောင်ရွက်နေတဲ့အုပ်ချုပ်တဲ့သူအထင်သေးမြင်သေးဖြစ်တာပေါ့ဗျာယုံကြည်မှုအားနေတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့သိရမှာကဒီအုပ်ချုပ်တဲ့သူကဥပဒေအတိုင်းအဲ့ဒီပုံမှာပဲအခြေခံပြီးတော့အလုပ်လုပ်ဖို့လိုတယ်နော်အဲ့လိုမျိုးဖဲနဲ့တခါတည်းမျိုးမျိုးလုပ်နေရင်တော့ဥမာဟလာရှမ်းပြည်တော့စီလို့ရရင်မြေပြန်တော့စီလို့မရဘူးအဖို့ ဟွာတော့စီးလို့ရတယ်။ရာရှိတော့စီးလို့ရတယ်။အရာမရှိတာတော့စီးလို့မရဘူး။ဒါမျိုးတွေကဒီမိုကရေစီစနစ်တည်ဆောက်တဲ့မြန်မာနိုင်ငံလိုမျိုးကပို့ပြီးတော့ဟိုစံပြအနေနဲ့ဒါတွေကကန့်သက်ဆောင်ရွက်ဖို့လိုတယ်။အခုကြမှာဒါတွေကအခွင့်အရေးထိခိုက်တဲ့ဘာတွေဆိုတော့ကြံတဲ့ချိန်တော့ဘာလို့ဒါတွေကိုမတွေးတတ်တာရော။နောက်ပြောလဲကျွန်တော်ကအခွင့်အရေးထိခိုက်တာတဲ့တိုင်းပြည်ရဲ့စီမံခန့်ခွဲအုပ်ချုပ်ရေးအစိုးရဘက်မှအကြီးအကျယ်ပြတ်မှာအရန်ဆိုးရင်တာ။ ငါအခွင့်အရေးအကျဉ်းချုပ်ပြည့်စီတယ်နော်အခွင့်အခွင့်ငွေရတန်ဖိုးတော့မဟုတ်ဘူးနော်တိုင်းပြည်အဲ့ဒီလိုမျိုးဖြစ်နေတဲ့အနေအထားစီမံခန့်ခွဲအုပ်ချုပ်တဲ့အစိုးရရဲ့အစိုးရပေါ်မှာယုံကြည်မှုအားနည်းရင်အဲ့တိုင်းပြည်ကအလွယ်တကူဆုံးနိုင်ငံအခြားနိုင်ငံတိုင်းတစ်ပါးဝင်လို့ရတယ်နော်ဒါကြောင့်မို့လို့ကိုလုတ်ကယ်ဆိုရင်လေကိုအကြောင်းကြောင်းတော့လောက်ရပြီဆိုရင်လေတေချာဥဒီနဲ့အညီလုံးလို့ဖို့လိုတယ်လို့ကျွန်တော်ပြောခြင်းတယ်နော်အခုတော့ ဒါကြီးအခွင့်ကိစ္စကြီးထိခက်နေတာလေဆိုကဲကောင်းပြီဒီဟာတွေကဘာလို့တွေလဲအဲ့အာနာပန်နဲ့အာနာပန်နဲ့ဖွဲ့စည်းနေပေါင်းနေတဲ့လုပ်ငန်းရှင်တွေပဲနော်အဲ့တော့ဒါပေမဲ့ထိရတော့ဘာလို့ပို့ထိအောင်ဆိုကြီးလက်တောင်သမားကြီးထိရအောင်ညကြီးလက်တောင်သမားမှာပတ်စံမရှိလို့မဝတ်တော့ဆိုင်ကလေးစီးနေတာပေါ့ဗျာသူတို့ပို့ထိတာပေါ့